အားလုံးပဲမင်္ဂလာပါရှင်ယောဗတိတာ channel မှာကြိုဆိုလိုက်ပါတယ်ဆရာနီလင်းညိုရဲ့ net စီတဲ့အိမ်မက်ဆိုတာဆိုတဲ့စာအုပ်လေးရဲ့အပိုင်းဆက်ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင် net စီတဲ့အိမ်မက်ဆိုတာအပိုင်းနှစ်အိယာမနူနူချင်းရုတ်တရက်မထာမီပလက်အနေထားမှမြင်နေရသောမျက်နှာကျကိုခဏငေးကြည့်နေဖြစ်သည်မျက်နှာကျဤအယောင်စင်းကဖြူဖြူပွေးပွေးမဟုတ် အနှဲငယ်ညစ်ထက်ထက်နိုင်ခြင်းလှ၏နောက်ပြီးအခန်းတွင်းမှလေးထုကအဲကွန်းဖွင့်ထားတော့လဲကျွန်တော်စိတ်ထဲမှာတိတ်မလက်ဆက်သလိုလိုငါဘယ်ရောက်နေတာလဲခဏတော့ကျွန်တော်စိတ်ထဲတွေ့ဝေသွားရ၏နောက်မှမင်းညကအိမ်ပေါ်မှဆင်းခဲ့ရသည့်အဖြစ်အားသတိရလာမိ၏ဩဒီခန်းလေးကကျွန်တော်စွန့်ခွာခဲ့ရသည့်အိမ်လေးမှ ကျွန်တော်ကိုယ်ပိုင်အိမ်ခန်းလေးမဟုတ်ခဲ့သည်ပဲလေတွေ့ရင် မနက်ခင်းလေးထဲတွင်ကျွန်တော်စိတ်တို့နွမ်းရီသွားမိသည် အိမ်တွင်ကြံရစ်ခဲ့သောဖေဖေနှင့်မေမေတို့အားစိတ်ထဲမှနေဖြက်ခနဲသတိရလာမိ၏ထို့အတူ မနက်ခင်း၌မိသားစု၃ယောက်အတူတူစားရသောနနက်ခင်းစာစပွဲဝိုင်းလေးကိုလည်းပြန်လည်တန်းတခြင်းမိလာရသလိုရှိသည် သို့သောဒီနေ့မနက်တွင်တော့ထိုစပွဲဝိုင်းလေးမှာကျွန်တော်မပါနိုင်ခဲ့တော့ ဒီဖြစ်ရက်အတွက်ဖေဖေကတော့စိတ်လက်မကောင်းပဲမျက်နှာညှိုးနှွမ်းနေခဲ့မှသိကြပါသည်သို့တော့မိမိကတော့ကျွန်တော်ခေါင်းကိုခါရမ်းပစ်လိုက်သည်အခြားကြောင့်တော့မဟုတ်မိမိအကြောင်းအားတေချာတိနှင့်နေခဲ့သောကြောင့်ပင်မိမိကစိတ်ကြီးသည်ပြတ်သားသည်တခုခုအားဆုံးဖြတ်ချက်ချပြီးလင်တော်တော်နှင့်မပြင်းတတ်ဒါတွေကိုကျွန်တော်ကောင်းကောင်းသိ၏တကူဒီသောအသားဖြစ်ခဲ့တော်လဲ ကျွန်တော်ပေါ်တွင်မိမိကနေရာတကာအလိုမလိုက်သူ့နေရာနှင်းသူသာလိုက်လျောခဲ့သည်ထို့ပြင်ကျွန်တော်အပေါ်မှာထားသော သူ့ချစ်ချင်းကိုလည်းတော်ယုံတန်ယုံထုတ်ဖော်မပြောတတ်ဘာပဲဖြစ်ဖြစ်ကျွန်တော်ပေါ်တွင်အကျွမ်းမဲ့ချစ်ချင်းတို့ဖြင့်ချစ်ခဲ့သည်ဟုယုံကြည်မိပါသည်ထို့ကြောင့်မိမိရင်အားဇုံကန်သလိုပြုလုပ်ခဲ့မိသည့်အဖြစ်အတွက် ကျွန်တော်ရင်ထဲမှာမကောင်းလှပါတပ်ပြင်းတစ်ချက်ချရင်အိယာထမထားလိုက်သည် နောက် ခေါင်းအောင်ပေးနာမှကြောပိုးအိတ်ကိုကောက်လွယ်ကအခန်းပြင်သို့ထွက်ခဲ့၏။လေရစ်များမှခက်သွက်သွက်စင်းကအောက်ထက်ရှိ reception counter တွင်အခန်းတော်ကိုပြန်အပ်သည်။အဆောက်အဦအပြင်ဘက်ရောက်တော့နနက်ခင်းလေပြေတို့ကကျွန်တော်အားလက်ဆက်ချင်းများစွာဖြင့်တိုးဝေလာကြ၏။အသက်ကိုခက်ပြင်းပြင်းရှိုက်သွင်းလိုက်မိသည်။နောက်ခြေလန်းစသည်။ညတော့ကအိတ်ဆက်ခဲ့ရသောတဲခိုရိတ်သားလေးမှာကျွန်တော်နောက်ဖက်တွင် တိတ်ဆိတ်စွာကြံရစ်ခဲ့လေ၏နှစ်ဖူးပေါ်မှချွေးတို့ကိုအင်ကြီးလက်မောင်းဖြင့်ခက်ကြမ်းကြမ်းပုတ်တုပ်ပြစ်လိုက်သည် ကောင်းငင်ကိုမော့ကြည့်ပြီးတော့နေမင်းကြီးကရငုံမြို့ပေါ်မှစူးစူးရဲရဲဖြာကြနေခဲ့၏ပူလွန်သောရာသီဥတုကြောင့်ကျွန်တော်တကူလုံးချွေးတွေရွှဲနှင်နေခဲ့ရပြီပခုံးပေါ်မှအဝတ်အစားတွေထည့်ထားသောကျောပိုးအိတ်ကလည်းခုမှပူပြီးလေးလံလာသလိုလိုနောက်ပြီး ဒီမနက်တဲခိုကန်းမှထွက်လာခဲ့ပြီးနောက်လက်ဖက်ရည်ဆိုင်ဒီဇိုင်းတွင်ကော်ဖီတစ်ခွက်သာတောက်ခဲ့ရသောဝမ်ဘိုက်ကလည်းဆာလာမှုအားတိတိတသားပြလာခဲ့လေပြီလက်မနာရီကိုငုံကြည့်လိုက်တော့မနက်၁၇နာရီခွဲတော့မီတက်ပြင်းတစ်ချက်အားဟူကနေမှုတ်ထုတ်ပြလိုက်သည်ဘာပဲဖြစ်ဖြစ်ဘိုက်ကိုတော့အရင်ဖြေရမည်အတွေးဖြင့်အနီးပတ်ဝန်းကျင်မှတစ်ခုခုစားနိုင်မည့်ဆိုင်တစ်ဆိုင်ဆိုင်အားမျက်လုံးဝေကရှာကြည့်မိသည် ကျွန်တော်ရောက်ရှိနေသောလှယ်ဒန်းစေးတဝိုက်သည်လူစီကားလွန်လာ၏လမ်းသွားလမ်းလာများဘတ်စ်ကားမှတ်တိုင်တွင်ကားဆောင်နေသူများ ကားပေါ်မှဆင်းလာသူများဈေးတယ်ဈေးဝယ်များစသည်တို့ဖြင့်လှုပ်လှုပ်ရွရွအသက်ဝင်နေခဲ့သည်ထိုလူများ၏လှုပ်ရှားမှုများနောက်ွယ်တွင်ဥတီချက်တစ်ခုခုရှိကောင်းရှိနေနိုင်လိမ့်မည်ဟုကျွန်တော်ထင်မိ၏ဒါဆိုဒီလူတွေကြားထဲမှာ ကျွန်တော်တယောက်တည်းပဲဥတီယာမဲ့နေခဲ့နေရလား တွေးရင်အငဲ့ခြင်းတလို့လို့ဖြစ်သွားမိသည်ထို့ကြောင့်ခေါင်းခါရင်အငဲ့ခြင်းစိတ်တို့ကို အဝေးသို့နှင်ထုတ်လိုက်၏ဟုတ်သည်ဒါဟာတခြင်းဆိုခြင်းလွန်းသော ကျွန်တော်အတွက်ကြုံလာရမည့်ဒုက္ခများ၏အစပဲရှိသေးသည် နောက်ဆိုဒီထက်ဆိုးဝါးခြင်းများနှင့်ကြုံဆုံရနိုင်သည်၏ထို့ကြောင့်ဘာတွေပဲဖြစ်ဖြစ်ကျွန်တော်ကြရှုံးလို့မဖြစ်အလွယ်တကူအလျှော့ပေးလိုက်လို့လည်းမဖြစ်ပျော့ညံ့လို့လည်းမဖြစ် အနှစ်နှစ်လာလာကမက်ခဲ့ဘူးတော့ကျွန်တော်ရဲ့အိမ်မက်တူကို အကောင့်ထဲပေါ်နိုင်ခွင့်ဆိုတော့အရာကဘသူလက်ထဲမှာမှရှိမနေခဲ့ကျွန်တော်လက်ထဲမှာသာရှိသည်ထိုရာအားကျွန်တော်လက်လွတ်ခံလို့မဖြစ်မမေရဲ့စွန့်ပစ်ခြင်းကိုတောင်ကျွန်တော်ခံယူရခဲ့ပြီးတဲ့နောက်မှာဘာကိုများကျွန်တော်စိုးရွံ့အားငယ်နေရတော့မှလဲရှေ့ဆက်လျှောက်ဖို့ပဲ ရှိတော့တာပေါ့စိတ်ကိုတင်းရင်ဆက်လျှောက်မိသည် နောက် ။စားစရာအစုံနီးပါးရသောလဖေးဆိုင်ကြီးတဆိုင်အတွင်းသို့ဝင်ခဲ့လိုက်၏။ရှမ်းခေါက်ဆွဲတစ်ပွဲနှင့်ကော်ဖီတစ်ခွက်သာမှာမိသည်။အိတ်ထဲမှဖေဖေပေးလိုက်သောပတ်စံများရှိတော်လဲကျွန်တော်ခြွေတာရပါလိမ့်မည်။ရှေ့ဆက်ဘာရီဘလူဖြစ်လာမလဲဆိုတာကျွန်တော်မသိသေး။စာလောင်နေသောကြောင့်လားမသိရှမ်းခေါက်ဆွဲကခဏနဲ့ကုံသွား၏ကော်ဖီကိုတဖြည်းဖြည်းချင်းစိန်ဆွဲတောက်ရင်း secret တလိပ်ကိုအပြင်းပြေမီးညှိဖွာကကျွန်တော်စဉ်းစားမိသည် အခြားတော့မဟုတ်ဒီအနီးနားတဝိုက်တွင် နေစရာအဆောင်တစ်ခုအမြန်ဆုံးငှားနိုင်ဖို့ပင်ပြောရမယ်ဆိုဒီနေရာတဝိုက်မှာမနှက်ကလေးကနေစရာအဆောင်လိုက်ရှာရင် ကျွန်တော်ရွာလည်နေခဲ့ခြင်းဖြစ်ပါသည်လဲလန်းတဝိုက်တွင်အဆောင်တွေပေါ်သည်ဟုကြားခဲ့ဖူးတော်လဲတကယ်လက်တွေ့ရှာကြည့်မိတော့အခါတွင်တော့ကျွန်တော်မှချွေးပြန်ခဲ့ရလေတော့ဤအခြားကြောင့်တော့မဟုတ်အဆောင်များရှိတဲ့ငှားတတ်သောနေရာများအားကျွန်တော်တေချာစွာမသိခဲ့ခြင်းကြောင့်ပင်ဒီထို့ကြောင့် လမ်းဘေးကွန်းရဆိုင်များဈေးဆိုင်များတွင်လိုက်မေးရ၏စုံစမ်းကြည့်ရ၏တချို့ကမသိတချို့ကလည်းသိသလိုလိုရှိကြသည်သို့သော နေရာအတိအကျမညွန်းနိုင်ကြဒီကြားထဲဈေးတယ်တူကရှရှပါပါဆိုသလိုတီး၍လိမ့်စာအတိအကျနဲ့ကျွန်တော်ကိုညွန်ပြခဲ့၏သို့သော နေရာမကျွမ်းနာမှုကျွန်တော်မှာတဝဲလဲလဲဖြင့်အတော်ကြီးကြာမှထိုအဆောင်ရှိရာတိုက်ခန်းသို့ရောက်ခဲ့ရသည်သို့သော အစင်မပြေခဲ့ပါ ထိုးဆောင်တွင် လူပြေကနေရာလို့မရှိတာမို့လှည့်ပြန်ခဲ့ရပါသည်။ဘာပဲဖြစ်ဖြစ်ညနေမဆောင်ခင်တော့အဆောင်တစ်ခုခုကို မဖြစ်ဖြစ်အောင်ရှာရမည်ဟုစိတ်ထဲမှတွေးမိ၏။နေ့တိုင်းတဲခိုကမ်းမှမအိပ်နိုင်ဈေးကြီးသည်။လက်ကျန်ကော်ဖီကိုအကုန်မော့တောက်ပြလိုက်သည်။ပတ်စံရှင်းကလက်ဖေးဆိုင်ထဲမှထွက်ခဲ့တော့အပြင်ဘက်တွင်နေပူလွန်းနေခဲ့၏။ဟိုခမ်းမဲညီလေးမင်းရဲ့အခန်းပေါ်ကတော့ညကျမှပြန်လာတတ်တယ်။အဆင်ပြေပါစေကွာ။ အဆောင်ပိုင်ရှင်ဖြစ်သူအကိုကြီးကအပြုံးမျက်နှာဖြင့်ပြောရင်းအခန်းတစ်ခန်းအားညွန်ပြကတော့တချောင်းကိုကျွန်တော်ထံလှမ်းပေး၏ကျွန်တော်ခေါင်းငိတ်ငါပြန်ပြုံးပြရင်လှမ်းယူလိုက်သည်ကျေးဇူးပါကိုအကိုကိုသူများတွေခေါ်တယ်လို့ကိုထွန်းလို့ရင်းရင်းနှီးနှီးခေါ်နိုင်ပါတယ်ကွာအစင်မပြေရာတွေရှိခဲ့မယ်ဆိုရင်လဲပုံဝင်လင်းလင်းပြောပါအဆောင်စည်းကမ်းတွေကိုတော့မမေ့နဲ့ပေါ့ဟုတ်ပြီလားကျွန်တော်ခေါင်းငိတ်ပြလိုက်သည် ကိုထွန်းပုံစံကကျွန်တော်ကြည့်ဘူးခဲ့သောရုပ်ရှင်တွေထဲမှအဆောင်ပိုင်းရှင်များလိုသဘောထားတင်းမာလွန်းသည့်ပုံစံမျိုးမဟုတ်ထို့ကြောင့်နည်းနည်းတော့စိတ်အေးသွားမိသည်ကိုထွန်းကပြုံးရင်ကျွန်တော်ပခုံးအားတစ်ချက်ပုတ်ကအဆောင်ဧကန်ထဲမှထွက်သွား၏ဘေးချထားသောကြောပိုးအိတ်ကို ကောက်လွယ်ကဧကန်စတီခုံပေါ်မှနေကျွန်တော်ထားရက်လိုက်သည်နောက်ကိုထွန်းညွန်ပြခဲ့သောဧကန်နှင့်မျက်နှာချင်းဆိုင်မှအခန်းရှိရာစီသို့လျှောက်လာခဲ့၏ တစ်နှစ်လုံးအဆောင်လိုက်ရှာရင်ပင်ပန်းခဲ့ရတာမို့ကျွန်တော်နားကျင်နေပြီဒီဆောင်လေးကိုတော့မှကိုရဆိုင်ဒီဇိုင်းဤလမ်းညွန်မှုဖြင့်ညနေမဆောင်ခင် ကျွန်တော်တွေ့ခဲ့ရလို့သာနုံမို့ဆိုဘဲချိန်အထိလဲတန်းတဝိုက်မှာကျွန်တော်ရွာလည်နေခဲ့အောင်မလဲမသိအခန်းတကားမှ လက်ကင်ဖူးတဲ့တော့ထိုးထဲကတကားကိုလှည့်ဖွင့်လိုက်သည်တကားပွင့်သွားသောအခါအခန်းတွင်မှ အောက်တူတူအနန်းတို့ကအလုံးနှင့်လုံးရင်းနှင့်ဆိုသလိုကျွန်တော်ကိုစီချိုလာကြ၏ ရောင်ရမ်းပြီးနောက်သို့ခြေတလန်းလောက်ဆုပ်လိုက်မိသည်ဘလို့အနံ့ကြီးပါလေမှုဇော်လိုလိုတင်မောစေးနံ့လိုလို အနံ့မျိုးကြီးအတွေ့နဲ့တကားဝအနီးမှမိခလုတ်ကိုဖွင့်ကအခန်းတွင်းကို ကြည်လိုက်ပြီးတော့ကျွန်တော်စိတ်ဓာတ်တွေဟိုးအောက်ဆုံးအစင်းထိဝုံငနေထိုးကြသွားရလေသည် ကြည်စမ်းပါအောင်ကျွန်တော်နေရမယ့်အခန်းတွင်းမှာဖြစ်ပျက်နေပုံကိုအခန်းကျင်းလေး၏နယံထက်တွင် တို့လိုတန်လန်းချိတ်ဆွဲထားသည့်ပစိုးများအင်ဂျီများနောက်ပြီး တေသက်စွာခောက်မသိမ့်မဲထွေးလုံးရစ်ပက်နေခဲ့သောအိယာတခုအိယာခင်းတွေစောင်းခြနောင်တွေကမလျှော်တာဘလောက်ကြာခဲ့ပြီလဲမသိအယောင်စင်းအောင်တိတ်မပေါ်ခြင်းတော့ဂျေးညော်အထက်ထက်တို့ဖြင့်အိယာဘေးတွင်လဲစာအုပ်များ စာရွက်များက ပြန့်ကျဲနေခဲ့ကြပြန်သေးတာဒါတယ်မကသေးကရင်နှလုံးအလယ်မှတခုတည်းသော စာကြည့်စပွဲလေးပေါ်တွင် စားတောက်ပြီးစေးမထားသောပကံများ ကော်ဖီကွက်များကပြွဲစိတ်တို့ဖြင့် အခန်းကျမ်းမြင်ကလည်းအမိုက်တွေပရဘွားတပြက်စီးအောင်လှဲခဲ့ဘူးရဲ့လားမသိနှစ်ယောက်ခန်းမို့ကျွန်တော်ရေရှည်ဆက်ဆံရမည်လူ အခန်းပေါ်ဖြစ်လာမဲ့လူရဲ့နေထိုင်မှုပုံစံကဒီလိုတဲ့လားတွေးရင်စိတ်မောစွာဖြင့်ကျွန်တော်ပင့်သက်တစ်ချက်ရှိုက်သွင်းလိုက်သည်ပြီးမှစိတ်ပြည့်နေလို့ဘာမှမထူးဘူးဟု ကိုကိုကိုပြန်သတိပေးဖြစ်သည် ဟုတ်သည်ဒီနေရာကကျွန်တော်နေခဲ့ဘူးသောအိမ်မဟုတ်အိမ်နဲ့နှိုင်းရှင်ပြီးစည်းစားကြောင်နေလို့မရဘူး ဘာပဲဖြစ်ဖြစ်ယောမရောက်ရင်ယောမလိုအဆောင်ရောက်ရင်အဆောင်လိုသာကျွန်တော်ကျင့်ရမည်ထိုကဲ့သို့စိတ်ထားနိုင်ဖို့ကြိုးစားရမည်တကားကိုပြန်ပိတ်ရင် ကျွန်တော်နေရာဖြစ်သောကဒင်လေးစီကိုရှောက်သွားလိုက်သည်ကျွန်တော်အိပ်ရမည်ကဒင်လေးပေါ်တွင်ဘာမှမရှိ ဖုံနှင့်အခန်းဖော်ပြစ်ထားဟန်တူသော အမိုက်တချို့သာရှိ၏ထို့ကြောင့်ခြေပြက်လက်ပြက်နားကျင်လိုက်တော်လဲအခွင့်မသာသည်အရင်ဆုံးတန့်ရှင်းရေလောက်ရပြီဦးမည် ကျောပိုးအိတ်ကိုအခန်းဖော်ဤအိယာထက်တွင်ခဏတင်ထားလိုက်သည်။ခေါင်းရင်ဘက်မှတစ်ချက်ထဲသောမှန်ပတင်းပေါက်လေးကိုဖြွင့်လိုက်သည်။အခန်းတကားကိုလည်းခဏပြန်ဖြွင့်ထားလိုက်၏။ပြီးနောက်အခန်းထောင်မှနှုတ်ခမ်းမွေးနှင့်တူနေသောတပြက်စီအဟောင်းတစ်ချောင်းကိုယူကာကရင်ပေါ်မှ ဖုံနှင့်အမိုက်များကိုလှဲခြင်းပြလိုက်သည်။တလက်ဆတဲ့အခန်းကျမ်းပြင်ပေါ်မှအမိုက်များကိုလည်းအမြင်မတော်တာမှုလှဲခြင်းနေမိ၏။ထိုစဉ်ကျွန်တော်အခန်းရှိမှ လူတယောက်လာရက်သည် လုံးလက်စအလုပ်ကိုခဏရက်ကကျွန်တော်ကြည့်မိတော့ထိုလူကမိတ်ဖွဲ့တယ်လို့ပြုံးပြ၏ကျွန်တော်ပြန်ပြုံးပြရင်ခန်းဝါစီတို့ရှောက်သွားလိုက်သည်ပုံစံကတော့ကျွန်တော်ထက်အသက်နည်းနည်းကြီးမြီးပုံပဲညီလေးကဒီခန်းကို ရောက်လာတဲ့အစ်တလားဟုတ်ပါတယ်ကိုအော်ရောက်ရောက်ချင်းတန့်ရှင်လုံနေရတယ်ဆိုပါတော့ကျွန်တော်ဘာမှပြန်မဖြေဖြစ်ပြုံးယုံသာ ပြုံးနေလိုက်သည်အခုနမီကဝင်းမောင်ပါဒီဆောင်မှာနေတာတော့ကြာပြီညီလေးကရော် ကျွန်တော်နာမည်ကသင်္ခကျော်ပါကိုသင်္ခလို့ခေါ်နိုင်ပါတယ်။လက်ဆွဲနှုတ်ဆက်ဖြစ်ကြ၏။ကိုဝင်းမောင်ကပြုံးရင်တွေ့ရတာဝမ်းသာပါတယ်ကွာ။အခုအခန်းကမင်းတို့ခေါင်းရင်းကအခန်းပဲ။လာလေပေါ့။ဟုတ်ကဲ့ကိုကျွန်တော်တို့အခန်းကိုလည်းလာလည်နိုင်ပါတယ်။ရင်ကျေးမှုရဖိတ်လိုက်တော့လေကိုဝင်းမောင်ကမျက်နာကိုရှုံမဲ့ကကျွန်တော်အားပြော၏။နေပါစီညီလေးရာမင်းတို့အခန်းကိုတော့လာမလဲပြရစေနဲ့။ဟိုလူနဲ့မျက်နှာကြောမတည့်လွန်းလို့ပါ။ဘယ်သူလဲပြ။ သိကျင်စိတ်ဖြင့်ကျွန်တော်မေးလိုက်သည်ကိုဝင်းမောင်ကကျွန်တော်အခန်းဖော်ဤအိယာအားမင်းငေါ်ပြရင်မချိုးမချင်ပြုံးငါပြော၏မင်းခန်းဖော်လေသူ့နမီကလှိုင်ပွားတဲ့ပေါင်းရတင်းရခက်ပြီးကွာကြလုံးလိုပါကွာဒီတဆောင်လုံးမှာသူနဲ့ဘယ်သူမှအဆက်ဆံမရှိကြဘူးပြီးတော့နေတဲ့ပုံကိုလည်းကြည့်အောင်လေမင်းမြင်တဲ့အတိုင်းပဲခုတော်ရောက်ရောက်ချင်းမင်းတန့်ရှင်းလုံနေရပြီမဟုတ်လားကွာကဲရောက်ရောက်ချင်းစောင့်နေထွင်းဆိုသလိုမင်းတည်တဲ့နာတွေကိုတော့ဖောက်တယ်ချလို့ပြီးပြီဟဲ့အခုသွားမယ် ပြပြဆိုဆိုဖြင့်ကိုဝင်းမောင်က ရေမောနှုတ်ဆက်ကထွက်သွားလေတော့သည်ကျွန်တော်ပခုံးတွန်းလိုက်မိ၏ဒီပုံအတိုင်းဆိုဒီအဆောင်မှာကျွန်တော်အဆင်ပြေပါမလားဒီအခန်းထဲမှာကျွန်တော်နေနိုင်ပါမလားဟင်အင်းမနေနိုင်လို့မဖြစ်ဘာပဲဖြစ်ဖြစ်အဆင်ပြေအောင်တက်နိုင်ဆုံးစူးစမ်းပြီးနေမှဖြစ်လိမ့်မည်အခြားကြောင့်တော့မဟုတ်ရတခြားအခန်းလို့မရှိသေးသောဒီအဆောင်တွင်ဘူးမသိဘာမသိဖြင့်အဆောင်လာက3လစာကိုကျွန်တော်ကြိုတင်ပေးထားမိပြီးသားဖြစ်နေခဲ့သောကြောင့်ပင်သည် နင်ငါစီဘရောမပြန်မလာနဲ့တော့တင်ခနင့်လိုသားမျိုးငါမှမရှိတော့ဘူးမေမေနာကျင်အက်ကွဲစွာဖြင့်ကျွန်တော်အော်ခေါ်တော်လဲမေမေကလှဲ့မကြည့်ကျွန်တော်နဲ့ဝေးရာစီတို့ကြောခိုင်းကတွေ့ရွေ့ထွက်ခွာသွားလိမ့်ဤကျွန်တော်အနောက်မှပြေးလိုက်မိသည် သို့သောမိမိကိုမမီနိုင်ကျွန်တော်ယင်ထဲမှာညှိုးနှွမ်းစိတ်သုံးမှုတွေက တင်းကြမ်းပြေလို့ဝမ်းနည်းမှုတွေကလည်းနေရာအနှက်မေတ္တာစုရဲဆိုတာဒါမျိုးကိုခေါ်ကြတာလား မိမိနောက်ကိုပြေးလိုက်ရင်ကျွန်တော်မောဟိုက်လာသည်ပါဇက်မှလည်းအတန်ကုံဟစ်ကမိမိအားအော်ခေါ်နေမိသည်မိမိဟစ်ကအနိကခေါ်တန်တဒန်ကိုကြားလိုက်ရသည်သို့တော့ကျွန်တော်မထူးမိမိမိနောက်ကိုသာအသေးအတန်ပြေးလိုက်နေမိစေလက်တစုံကကျွန်တော်ပခုံးအားခက်ကြမ်းကြမ်းကင်လှုပ်လာသည်စောစောကခေါ်တန်ကိုလည်းထတ်ကြားလိုက်ရ၏ဟစ်ကလှုပ်အနိုးခံလိုက်ရတာမို့ကျွန်တော်နိုးသွားရသည် မျက်နှာချက်စီမှဖြာကျနေသောနှစ်ပေမိချောင်းအယောင်က မျက်စိထဲသို့စူးကနေဝင်လာ၏ခဏတွင်မှပင် ကျွန်တော်နားလေသွားမိ၏ကြည်စံညနေကတန့်ရှင်းလှုပ်ပြီးဖြာမရှိအိပ်ရခဲမရှိသောအဆောင်တစ်ကကရင်ပေါ်မှာကျွန်တော်ဒီတိုင်းအိပ်ပျော်သွားခဲ့တာပါလားနေအောင်အခုဘယ်နှနာရီထိုးနေပြီလဲကျွန်တော်ကိုလှုပ်နိုးနေတဲ့သူကရောဘယ်သူလဲဖန်တွတ်နေသောမျက်လုံးများအားလက်ဖြင့်ပုတ်ရင်ကြည့်လိုက်ပြီးတော့ ျွန်တော်အားစီးမိုးကြည့်နေခဲ့သောမျက်နာတစ်ခုကိုမျက်နှာကျက်မှမိချောင်းရောင်အောက်တွင်ထင်ထင်ရှားရှားမြင်လိုက်ရ၏ထိုမျက်နာပေါ်တွင်နှုတ်ခမ်းမွေးမုတ်စိတ်မွေးတို့ကထိုးထိုးထောင်ထောင်ဖြင့်မျက်မှန်ထူထူအောက်မှမျက်ဝန်းတစ်စုံကကျွန်တော်ကိုအေးဆက်ဆက်ကြည့်နေခဲ့လေတော့တာနှုတ်ခမ်းတွင်လည်းအရေပြုံးမရှိခက်တီတီဖြင့်ကျွန်တော်ထထိုင်လိုက်သည်စိတ်ထဲမှနေကျွန်တော်အခန်းပေါ်ဖြစ်လိမ့်မည်ဟုချက်ချင်းသိလိုက်၏ဘာဖြစ်လို့လဲအကူ ကျွန်တော်ကိုလာနှိုးတာမို့တိချင်စိတ်ဖြင့်မေးလိုက်သည်ထိုခါထိုလူကခြေနှလန်းစာလောက်အကွာတွင်ရှိသောသူ့ကရင်စီတို့နောက်ပြန်လျှောက်သွားရင်ကျွန်တော်အားခက်အေးအေးကြီးကပြော၏အဲ့မိကုံးကိုငါကမေးရမှာကွဗျာကျွန်တော်နှုတ်မှအမေရိတန်တစ်ခုထွက်ကြသွားသည်ဒီလူဘလို့လူပါလေကျွန်တော်အိတ်နေခဲ့တာကိုလည်းလာနှိုးသေးသည်ပြီးတော့သူကပဲကျွန်တော်ကိုအဲ့ဒီမိကုံးကိုငါကမေးရမှာကွဟုတ် ပြန်ပြောနေသေး၏ပုံစံကတော့ကျွန်တော်ထက်10နှစ်ကျော်လောက်ကြီးမိပုံပဲနေပါဦးညနေတုန်းကခေါင်းရင်ခမ်းမာနေတဲ့ကိုဝင်းမောင်ပြောသွားတာသူ့နာမည်ကဘသူပါလဲ။အော်ဟုတ်ပြီလှိုင်ဘွား။ကိုဝင်းမောင်ပြောစကားအရလှိုင်ဘွားဆိုတဲ့ဒီလူဟာပေါင်းရတင်းရခတ်တဲ့လူဆိုတာအခုတော့ကျွန်တော်လက်ခံရတော့မလို့လို့ဖြစ်နေခဲ့ရပြီ။ကိုလှိုင်ဘွားကသူ့အိယာဘော်တွင် ထိုင်ရင်ခက်တီတီဖြင့်ကျွန်တော်အားလက်ညှိုးထိုးကပြော၏။ဟုတ်တယ်လေကွာ။ ။မင်းကအေးစိမ့်မအိပ်ပဲဗဇက်ကမမေမမေနဲ့အော်ခေါ်နေတာကိုကွ။မင်းဘာဖြစ်နေမှန်းမသိလို့။အော်ဟုတ်ကဲ့ကျေးဇူးပါကို။ထိုအခါမှကိုအဖြစ်ကိုကိုပြန်တွေးကကျွန်တော်မျက်နာက ပြုံးစီစီဖြစ်သွားမိသည်။ကိုကိုကိုမိတ်ဆက်ဖို့လဲတတိယလာ၏။ထိုကြောင့်ပြုံးရင် ကျွန်တော်နာမည်တင်ခကျော်ပါကို။ဒီခန်းကိုဒီနေ့မှပြောင်းလာတာပါ။အေးအေး စိတ်သိမ့်မပါသလိုပြောရင် ကိုလိုင်ဘွားကသူ့အိယာပေါ်တွင်လှဲချလိုက်ကနယံဘက်သို့စောင်းလဲသွား၏ကျွန်တော်ဦးကြောင်ကြောင်ဖြစ်သွားရသည်မိတ်ဆက်နေတာကိုအေးမလို့သလိုတစ်ဖက်သို့လှဲသွားတာမူပင်သည်ထို့ကြောင့်ဂရင်ပေါ်တွင်ငုတ်တုတ်ထိုင်ရင်ရောင်တောင်တောင်ဖြင့်ကျွန်တော်ခေါင်းကုပ်မိသည်ကျွန်တော်ဘာဆက်လုပ်ရမလဲသူနဲ့အစဉ်ပြေအောင်ကြိုးစားနေခြင်းတော်လဲကိုလိုက်မွားပုံစံကတကယ့်ကိုပေါင်းရတင်ရခက်မဲ့ပုံစံမျိုးဖြစ်နေခဲ့တာအမှန်။တပ်ပြင်းတစ်ချက်ချလိုက်မိသည် ထိုစဉ်ဘိုက်ထဲမှဝီကနေမြည်လာ၏ကျွန်တော်သတိရလာသည် ဟုတ်သည်ကျွန်တော်မှညစာမစားရသေးတာ နိုင်ကိုကြည့်လိုက်ပြီးတော့ည၈နာရီထိုးပြီးခဲ့လေပြီအပြင်ထွက်ထမင်းမစားခင်ရေအရင်ချိုးဖို့စိတ်ကူးမိ၏တနေ့လုံးဇောနဲ့အဆောင်လိုက်ရှာခဲ့ရပြီးအဆောင်ရောက်တော့မောမောနဲ့အိပ်ပျော်သွားခဲ့တာမို့ခုထိကျွန်တော်ရေမချိုးရသေးကိုကိုကိုပြန်အနံ့ခံကြည့်ပြီးတော့ညနာတောင်ရှုံသွားရသည်ကြည်စမ်း ချွေးနံတွေဟောင်းနေတာပါလားဂရင်ပေါ်မှာအောက်ဆင်းလိုက်သည်အင်ကြီးချုပ်ပြီးမှသတိရလာသည်နှစ်ထက်ရှိသောဒီအဆောင်မှာကျွန်တော်တို့အခန်းကအောက်ထပ်မှာဖြစ်၏ရေချိုးကန်းကဘယ်နေရာမှဘယ်နေရာမှာရှိမှကျွန်တော်မသိပြီးတော့မင်းညကအိမ်မဒီတိုင်းကြောကော့ဆင်းခဲ့ရသည့်အတွက်ကျွန်တော်မှစက်ပြာတို့ဘာလို့မပါတနေ့လုံးလဲအဆောင်ရဖို့သာစိတ်လောနေမိတာမို့ဝယ်ဖို့သတိမရခဲ့ ။ကြံရမရဖြစ်ကတစ်ဖက်လက်အိတ်နေသောကိုလိုင်ဘွားအားကျွန်တော်ကြည့်မိလိုက်သည်။သူကအသက်မှန်မှန်ရှူရင်းငိမ့်နေ၏။ခဏနေကြည့်ပြီးမှဆုံးဖြတ်စိတ်ဆုံးဖြတ်လိုက်ကသူ့အားခေါ်လိုက်၏။အကူအင်းလက်မကြည့်အတန်ဖြင့်သာထူးသည်။ကျွန်တော်နည်းနည်းစိတ်လေသွားရပြန်သည်။သို့သောမပြောမပြီးမတီးမမြီမို့ကျွန်တော်ကိုလေစက်ပြာခွက်လေးခဏလောက်ငှားပါလားဗျာ။ အင်းကနေရုတ်တရက်ထွက်လာရတာမို့ကျွန်တော်မှမဝယ်ရသေးလို့ပါပြီးတော့ရေချိုးကန်းကရောဘယ်ဘက်မှာလဲအကူဂရင်းအောက်မှာယူသွားအဆောင်ရဲ့အဆုံမီးဘိုကန်းရဲ့ဘေးမှာရေချိုးကန်းနဲ့အိမ်သာရှိတယ်တစ်ဖက်လက်နေရင်မှလှဲမကြည့်ပဲကိုလိုင်ဘွားကပြောသည် တော်တော်နှွေးထွေးမှုကင်းမဲ့တဲ့လူကြီးပဲဟု ကျွန်တော်စိတ်ထဲမှာတွေးမိလိုက်သည်ကျွန်တော်ကိုသူမမြင်နိုင်တာသိကြတာမို့နောက်ဖက်မှနေလက်သီးစုပ်ဖြင့်ရွယ်ကနှုတ်ခမ်းကိုရွက်ပြီးရသေးစိတ်ဖြေအနေနဲ့ ဖိုက်တာပုံစံလှုပ်ပြလိုက်သည်။နောက်သူ့စက်ပြာခွက်ကိုယူ၍ရေချိုးခန်းစီသို့ကျွန်တော်ထွက်ခဲ့သည်။ထို့ပြင်ကျွန်တော်မှာရေချိုးခန်းစီဖို့ဖနှက်မရှိသေးတာမို့သူ့ကရင်ချေရင်မှသူ့ဖောဖနှက်ဖြူညင်ညင်ကြီးကိုလည်းယူစည်းပြဖို့ကျွန်တော်မေ့မနေခဲ့ပါ။ဟုတ်ကဲ့ပါရှင်။စောက်လေးကိုဒီမှာပဲခေတ္တခဏရန်နာလိုက်ပြရစေနော်။နားစင်အားပေးကြသူအားလုံးကိုကျေးဇူးများ၏တင်ပါတယ်ရှင်။ကျမ်းမာပေးကင်းကြပါစေ။